တမယုံအပိုင်သုံးနောက်နေ့မနေ့တွင်တော့တကယ်ပင်ဓမ္မယုံရဲ့အရှိကလေးသူမဟုတ်ဦးအတွက်လူအပ်သော အုတ်သေးကြောင့်ဘီလက်မြေပါဝင်လက်သမားပယံစရာဘောင်းအယောက်20ခန့်ကိုမောင်သိန်းဖီဦးစီးပြီးရောက်ချလာပါသည်လူအပ်သည့်နေရာမှာကျင်းတွေတူတိုင်တွေထူနေတပြိုတပါလှုပ်အားပေးကြပါသည်ရက်ွက်ကကလေးများကပင် အပြော်လွန်ပြီးပုံထားတဲ့သဲပုံပေါ်ယွန်းဝင်ထိုးနေ၍မနေတာอยู่ရသည်တကယ်လို့တော့လေတကယ်ကိုကြီးကြီးမားမားပင်ဓမ္မယုံကသာစုတ်ချနေတော့လေဓမ္မယုံမဟုတ်ဦးတိုင်နှလုံးမှာတလုံးတလုံးလူနှစ်ဖက်စာမြရှိနေပေသည်တို့အပြင်ယခင်ကဓမ္မယုံမဟုတ်ဦးမှာလူနှယလွှဲလောက်စရာလေးပြီတတာလောက်လေးပင်ရှိခဲ့တော့လေယခုမဟုတ်ဦးမှာ25ပြီလောက်ကို ကျေဝန်ခံထည်နေပါသည် အချုပ်စုရသော လက်ရှိဓမ္မယုံကဘေး20ခန့်သာရှိပြီးမဟုတ်ဦးက25ပြီခန့်ကျေဝန်နေခြင်းပင်ဓမ္မယုံနဲ့မဟုတ်ဦးမှတ်များဒိုင်းမော်တင်မိကပီးကြောက်ပြားကလည်းဘဲအရွယ်အလေးချိန်ညီမျှရှိသည်မသည်ဒီတိုင်းလုံးပတ်နဲ့ဆိုကပီးစာတန်းမှလည်းအတော့အတန်ကြီးနေပေလိမ့်မည်အဘမြတ်မော်မဟုတ်ဦးတိုင်များကိုလိုက်လံကြည့်ပြီးတော့ အေးမောင်သိန်းဖေးကြီးမုတ်ဦးတိုင်တွေတော့ဟုတ်ပါပြီအပေါ်ကဓမ္မယုံနဲ့မေကပီးစာတန်းကရောအဘမြမောင်ရဲ့အမေကိုမောင်သိန်းဖေးကပြုံရင်နဲ့သူပခုံးနာ လက်ကတားလိုက်ပြီးတော့အကြီးမပါတာရီနာထာစမ်းမှဆိုသည့်သဘောပြီးမှနာမည်ကြီးကြောက်ထွင်းစရာနဲ့ကစကြင်ကြောက်နဲ့ထွင်းထုဖို့အပ်ထားတယ်တိုင်လုံးတွေ ပြီးမှညှင်းစင်ရမှာပြီးရင်တော့ ကြောက်ပုတ်ကြီးတင်လိုက်ယုံမေဘမမောင်ခေါင်းငိမ့်လိုက်ရသည်ခေါင်းမငိမ့်လေဘာမှမတတ်နိုင်မေကမဟုတ်ကသူလူသူလှုပ်ဆိုတော့ပြောနေတာကကဝင်းရှုပ်နေတယ်လို့ဖြစ်နေပြီထို့ကြောင့်ပြောခြင်းစိတ်ကိုမြို့သိပ်၍စိတ်စိတ်သာနေလိုက်ရသည်ခொနရဲနဲ့ဓမ္မနဲ့အတွင်း၌ပင်ဓမ္မယုံမဟုတ်တိုင်လုံးကြီးများခန့်ခန့်ထဲထဲပေါ်လာသည် တိုင်ထိတ်နာကပီးစာရန်တင်ဖို့က ကနှုတ်များကလည်းတိတ်အကောင်းကြီးမဟုတ်တော့ညာကြည်ပြောရှုပြောတော့ဖြစ်ပါသည်ဒိုင်များကူမူရွှေရောင်နဲ့အနီရဲရဲရောက်များဆက်တုတ်ထားတော့ရွှေရောင်တဝင်းဝင်းနီထင်းထင်းပေါ့အနောက်ကတိမ်ငုံငုံဓမ္မယုံကူပင်ခိုးဖြူခြင်းစိတ်ပောက်လာအောင်တော့တင့်တယ်လာပါသည်ကဲနေလေကြရဲ့ကပီးစာတန်းကြီးတင်ဖို့၆ဘိန်းကလွတ်ရမေမောင်သိန်းဖီရဲ့စကား ကပီးစာတန်းကြီးကို၆ဘင်းကားနဲ့သေးရမယ်ဆိုတော့တော်ယုံတန်ယုံသေးသေးကွီကွီတော့မဖြစ်နိုင်။တရက်ကွက်လုံးကလည်းဓမ္မယုံမဟုတ်ဦးကြီးကိုစိတ်ဝင်စားလာကြသည်။မဟုတ်ဦးကြီးပြီးသွားရင်မဟုတ်ဦးဖွင့်ပွဲကိုဖဲကျူးဖြတ်ပြီးဖွင့်မယ်ဟိ။ပြီးရင်စွန့်ကပ်မယ်စတုတီသားပါကျွေးမယ်။ဘာပြောပြော အလကားစားရမည်ဆိုတော့ရက်ွက်သားများပြောကြသည်ပေါ့။နေကင်းလောက်ကြတော့ဓမ္မယုံရှိ ၆ဘင်းကားကြီးတစ်စီးထိုးဆိုင်လာသည်ကားပေါ်မှာလည်းမုတ်ဦးဆိုင်ပုတ်ကိုဂရီဘာအနီစားနဲ့အုပ်လို့ဘယ်လိုလက်ရမြအောင်ထွင်းထူထားလဲမမြင်ရသေးဟေးဂျိုးရီနဲ့ဆိုင်ဟီတန်ဂျိုးရီကိုတော့ဆက်သီးရောပရဲ့လားမောင်သိန်းဖီရဲ့လောစောတန်နဲ့အတူလူတွေအလုံးကလှုပ်လှုပ်ခက်ခက်ဖြစ်ကုန်နေ။ညံမော်တက်သူကပြေးတဲ့ဆက်သီးကျူးစင်သူကစင်နဲ့ရှုပ်နေကြတယ်။ လီကြတဲ့ရက်ွယ်ထဲမှဂမြင်းမသားလီများကဂျက်လီကတီလုံးကနဲ့ယွန်းလာထုနေ၍မောင်းထုတ်ရတာလက်မလေလယမ်မီရက်ဖများကလည်းသူတို့ဓမာယုံကလေးရဲ့ကပီးထွင်းထုထားပုံကိုမြင်ချင်းလှပြီးမှလေကတဆန်းဆန်းရက်ွယ်သားများကပါဓမာယုံရဲ့မဟုတ်အပြည့်စုံကိုကြည်ကျင်ကြ၍ဟိုနာစုစုဒီနာစုစုနဲ့စုဝေးလာကြကုန်သည်ဘဲဘက်ကဆွေးပါဟာ ညဘက်ကရှော့ဟိုကောင်တာဘမလွတ်လိုက်နဲ့နော်လွတ်လိုက်ရင် မုတ်ဦးကြီးပြုတ်ကြသွားမှာလူကောင်ကြီးအယောက်20ခန်းချွေးပြိုက်ပြိုက်ကြအောင်တင်မှကပီးတန်းကြီးကကြောက်တိုင်နှစ်ခုပေါ်ဟန့်ကြပန်ကြရောက်တော့သည်ကြည်ရတာထိုးမုတ်ဦးကနဖူးစည်းပင်ဒုလီလမနဲ့အမြင့်6ပေကြောကြောလောက်ရှိနိုင်သည် မုတ်ဦးတိုင်အမြင့်က10ပေဆိုရင် မုတ်ဦးတစ်ခုပင် အမြင့်16ပြီလောက်ရှိပြီလိမ့်မည်။ကဲတန်တန်းမှမူလီဆွဲပြီးတက်ခရဲကြောက်လာလုံးဝမလှုပ်အောင်ပြန်ဖြုတ်မရအောင်လှုပ်ကြနော်ဂယူးဆိုင်ကြဟီမုတ်ဦးကြီးပေါ်တွင် လူများရှုပ်ရှက်ခန့်နေသည်ကြောက်တိုင်နှင့်တန်ပန်းတန်ပန်းနှင့်နဖူးစည်းကိုမူလီဆုပ်သူကဆုပ်ဝရင်တို့သူကတို့ကြောက်လောင်းသူလောင်းနေကြည်လူကတော့ကောင်းပါသည်လူစေရောက်ခန့်အာဂျူးမှန်တဲ့တက်စင်မှ နိဝေအကြာညက်နေဆောင်ကန့်တွင်ဓမ္မယုံမဟုတ်ဦးနှစ်ဖူးစီကပီးစာတန်းတက်စင်မှု လုပ်ငန်းကြီးပြီးစီခြင်းသို့ရောက်လေတော့သည်မဟုတ်ဦးကြီးပြီးတော့လေကပီးစာကိုဂရီဘာဇအနီနဲ့ဖုံးထား၍မမြင်ရသည်ထို့ကြောင့်ဓမ္မယုံအကျိုးတော်ဆောင်ဥမြမောင်ကပင်ဦးဆောင်၍မောင်သိမ့်ဖေးရေမဟုတ်ဦးကတော့အကြီးကြီးနဲ့ပြီးပြီပေါ့ဒါနဲ့ရေးထားတဲ့ကပီးစာလေး မှန်မှန်မှန်စစ်ချင်လို့အဲ့ဒီဂရီဘာဇာလေးဖေးလိုက်ပါလားအားလုံးကလည်းမဟုတ်ဦးအလှကိုမြင်ကျင်ကြ၍လဲတဆန့်ဆက်မောင်သိန်းဖေကအနီးရှိလူများကိုဝေ့ကြည့်ကပြုံးရင်နေညင်ရမှာပေါ့အဘရဲ့အခုတင်ဖွင့်တော်မှာကိုထို့သူဆိုပြီးမဟုတ်ဦးပေါ်ရှိနေသောလူနှစ်ယောက်ကိုကဲဟိဂရီဘာဇာကိုဖြုတ်ချလိုက်အသေးချလောက်ကြနော်ဟုအော်၍အမိန်ပေးသည် လူအများကလည်းဓမ္မယုံမဟုတ်ဦးကိုစိတ်ဝင်စား၍မဟုတ်ဦးရှိစုပြုံလာကြသည်ဖြတ်သွားဖြတ်လာဈေးသွားဈေးလာများပင်ဆက်မတ်သွားပဲဓမ္မယုံမဟုတ်ဦးကိုဈေးချင်းလေးချပြီးငေးနေကြသည် ဖွင့်ပြီးဟိအော်ဒန်နဲ့အတူဂရီဘာစာကြီးဆွဲချလိုက်တော့ဟေးဘာဘာကြီးလေတာကဘယ်လူလဲဓမ္မယုံနာမည်ကဘယ်မှာလဲ စသည်ဖြင့်စူညံကုန်သည် အကျိုးဆောင်အဘမြရက်ွယ်လူကြီးဥတင်တန်းအဘဝင် လူကြီးမြဗဇက်အဟောင်းသားနှင့်ဗပြိုးရမမသည်ဖြစ်သွားကြရလေသည်မှန်ပေသည် အမြင့်၆ပေရှိသော မုတ်ဦးကြောက်သားမှာထွင်းထူထားသောကပီးစာများကို ရက်ွက်သူရက်ွက်သားများတန့်ပြိုင်အော်ဖတ်ကြလေသည်နှစ်ဖက်သော အဖိုးဖွားများဖြစ်သော အဖိုးဦးတန်လေးအဖွားတော်တော်အဖိုးဦးထွေးကြီး အဖွာဒေါ်ဤပိအဖေဦးစန်းလပေါ်အမေဒေါ်မီကြီးအဖေဦးကောက်ကြီးအမေဒေါ်မြမေတို့အားရည်စူး၍အသင်ကြဲကြဲဖြင့်အလူရှင်မောင်သိန်းဖေဇနီမီမြတလင်းထင်သိန်းဖေတမီရွှေဤသိန်းဖေနဲ့လူလောကရဲ့ရောက်မလာသေးတော့လေမိမိမိမြပိုက်တဲ့ကလလရေးကြီးတရေ၆လတီနေပြီ ဖြစ်တော့သားငယ်ထွေး မလသိမ့်ဖေလီတို့မှအမှုထာလူတန်းမှသည်နိဗ္ဗာန်ပြည့်စယောဟောတုဟေးဟေဟုသောအမေဒိတ်တန်ကြီးထွက်လာသည်အာလုံအငိမ်မဟုကပီးတန်းကိုကြည့်ပြီးဘသူမှစကားမပြောနိုင်သည်နဖူးစီကြီးတစ်ခုလုံးသူတို့အလူရှင်နာမည်တွေနဲ့ပြည်နေတာကိုဥဒင်တန်းရဲ့အဘမြမောင်ကတယောက်မျက်နာတယောက်ပြန်ကြည့်ကြသည် သူတို့လည်းဒါမျိုးမဟုတ်မမြင်ဘူးဘာပြောရမှန်းလည်းမသိလာကြည့်သူအချို့တွေမှနားမလည်နိုင်သူတို့ကဘာလေးကွာဓမ္မယုံမဟုတ်သူတို့စီမျိုးနာမည်ကြီးရေးထားတာလားအေးလီဒီလိုမဟုတ်မတွေ့ဘူးပေါင်ကြုံဘူးပေါင်ဂုံထူစာစုံယူမောင်တွေပဲဒါလာဓမ္မယုံမဟုတ်ဆိုတာငါဗုဒ္ဓဘာသာမှု မစဲခြင်းမူလီတော်တန်နဲ့ပဲပြောလိုက်မယ် ရီလီလီရီလီယူပဲလူလဲနဲ့လဲမြမလေးများစွာကိန်းဝဲပါစီတော့စသည်ဖြင့်စူညံသွားကြသည်တချို့ကမုတ်ဥကိုကဲနဲ့ချဖို့ပြင်သည်တချို့ကထမိန်ပြင်ဝဲတယ်လူနဲ့ခါပြသွားကြသည်အသက်ကြီးသောလူကြီးတချို့သာဘာပြောရမှန်းမသိပဲကြောက်နေကြသည်အတန်းကြာမှအဘမြမောင်ကဒုံဒုံရင်ရင်နဲ့မောင်သိမ့်ဖီ ဗျာအဘနေနေနဖူးစီမှာဓမ္မယုံနာမေကဘဲမလဲရင်မှန်ပေသည်မဟုတ်ဦးတခုလုံးသူတို့နာမေရီနဲ့ပြည်နေ၍ဓမ္မယုံနာမေကိုရှာမတွေ့ဒါကမောင်သိန်းဖေကအောက်ဆုံးမှာပါတယ်လီဇီယာတုကဓမ္မယုံဆိုတာဟင်ဘဲမလဲရင်အဘမြမောင်က အသက်ကြီးပြီမူမျက်လုံးကလည်းသိမ့်မကောင်းတော့ဒါကမောင်သိန်းဖေက အဘမျက်မှောင်လက်ကိုဆွဲပြီးမုတ်ဦးအောက်ကိုခေါ်ကဒီမာတွေ့လားဟောဒီဘောင်အောက်မှာရေးထားတာဘောင်ကမော့နေတော့သိမ့်မမြင်ရတာဒိုင်မော်ဖက်တက်ပြီးကြည့်ရင်တော့အရှင်ကြီးပဲအဘမျက်မှောင်မျက်ရည်များပင်ဝိုင်းသွားသည်ဓမ္မယုံနာမည်တိရဖို့တိုင်နောင်ဖက်တက်ပြီးကြည့်ရအောင်မလဲသူတို့နာမည်ကြတော့ဘျူးတူပြည့်တယ်အကြီးကြီးစလုံးဖော်ထားပြီး ဓမ္မယုံနာမေကူတော့အပေါ်မော့ထားသည်တဲ့အဘမြမောင်ပြောစရာစကားပင်မရှိတော့တို့တော့မောင်သိန်းဖီမှာတော့ပြောစရာစကားရှိဟန်တူသည်အဘမြမောင်ဘက်စက္ကနေလက်၍အော်အဘအဘမြမောင်က ကြောင်ပြီးမောင်သိန်းဖီကိုပြန်ကြည့်တယ်မောင်သိန်းဖီကခက်တီတီနဲ့အခုရှုံမှနောင်ရှင်းဆိုတဲ့စကားရှိတယ်မဟုတ်လားဇိုးလိုရင်းကိုမတိရ၍ အဘမြတ်မောင်ကြောင်ကြည့်နေသည် မောင်သိန်းဖေကသူ့အိတ်ထဲကစာရွက်တရွက်ကိုဆွဲထုတ်ပြီးဓာကဓမယုံမဟုတ်ဦးကုံကြငွေစရင်စရင်စာရွက်ကိုအဘမြတ်မောင်လက်ထဲထိုးထည့်ပေးလိုက်သည်အဘမြတ်မောင်ကြောင်တောင်တောင်နဲ့စာရွက်ကိုဖြန့်ကြည့်လိုက်တော့မျက်လုံးပြူသွားပြီးဟေးဒါဓာကပါလေအဘမြတ်မောင်အကြီးအကျယ်အံ့အားသင့်သွားသည် မောင်သိန်းဖီကခက်တီတီပင် ဟုတ်တယ်ဘာကြီးဓမ္မယုံမဟုတ်ဦးကိုအကောင်းဆုံးဖြစ်အောင်ကျင်တော်လေကြိုးစားလိုက်တာလက်ခဘိုးတွေကမြားမိလက်မြေတွေတန်စည်းတွေကဈေးတက်ပြီးအလုံးရှစ်သိန်းကျသွားတယ်အေးလေကပီးစာရန်ကိုရှယ်ထွင်းလိုက်တာလေပါတာပေါ့ဟေးအဘမြတ်မဗဇက်ကြီးဟာပြီးငိန်နေမိသည်ဘာပြောရမှန်းပင်မသိဒါကူမောင်သိန်းဖီက ရင်တော်ဓမ္မယုံမဟုတ်ဦးတွေလှူမဲ့ဂရီပေးထားတာဘလောက်ငါငါသိအဘမြတ်မောင်စကားပါထေကုန်နေကုံကြစည်းကရှစ်သိန်းဆိုတော့ဒီဓမ္မယုံမှာကျွန်တော်အကျွေးရစရာ၃သိန်းရှိနေပြီပေါ့ဟေးအဘမြတ်မောင်ကြောင်ပြီးတော့ဓမ္မယုံကလေးကိုပြန်ဝေကြည့်တယ်ဓမ္မယုံကလေးကစောက်ပေမစောက်ရသေးအကျွေး၃သိန်းတင်နေပြီ စရင်စာရွက်မှာကလေဈေးနှုန်းလက်ခအတိအကျအတွက်ထားတော့ဘာပြောရမှန်းမသိတော့ဒါကိုမောင်သိန်းဖေကပြုံကြည့်ပြီးစိတ်မပူပါနဲ့အဖယာဒီငွေတွေကိုကျွန်တော်ပြန်မတော်မှာဘူးဒုစကားကြတော့မှအဖမြမောင်တက်ပြင်းချနိုင်သည်အကယ်၍လူငွေပြန်တောင်းနေရင်ဓမ္မယုံ အကျိုးဆောင်ဖြစ်တဲ့သူပဲရှင်းပြရမည်မဟုတ်ပါလားသူတက်ပြင်းချလို့မစုံသေးမောင်သိန်းဖေကဒါပေမဲ့ ဓမ္မယုံပြုပြင်လို့ဖျားကန်းတီဆောက်ပြီးရင်သာမတီငွေ၃သိန်းအလူရှင်အဖြစ်နဲ့ကျွန်တော်နဲ့ကျွန်တော်မိသားစုနာမည်ကိုကပီးထုတ်ပြီးဟုတ်ပြီလားဘာဘာကွာအဘမြတ်မောင် အလန့်တကြားထောက်မိသည် မောင်သိန်းဖီကတော့မကြားသလိုဟန်မျိုးနဲ့တစ်ဖက်သူလှဲ့ပြီးကဲအလုတ်သမားတွေပြီးရင်ပစ္စည်းသိမ်းကြမနဲ့ပြန်မနဲ့၈နာရီကြာရင်ဓမ္မယုံမဟုတ်ဘူးဖဲကျူဖြက်ဖွင့်ဖို့ပြင်ဆင်ရအောင်မယ် မြဲမြဲလောက်ကြ၏အဘမြမောင်ကတော့မပြုတ်ပြင်ခင်မတည်းငွေသုံးသိန်းအကျွေးတင်ပြီးဖြစ်တဲ့ချွတ်ချွတ်နဲ့နဲ့ဓမ္မယုံကိုတလက်ဓမ္မယုံနာမည်ပင်မမြည်ရတော့မုတ်ဥကိုတလက်ကြည့်ငေးငိုင်ကြံရိတ်ခဲ့သည် နောက်ပြီးမုတ်ဥကိုကြည့်ပြီးမောင်သိန်းဖီဖျားကန်းအလူရှင်နာမည်ထိုးရခြင်းအကြောင်းရင်းကိုလည်းတဘောပေါက်မိသည်ဓမ္မယုံကိုကြွရောက်လာသူမြည်သူမဆူဖျားရှင်ကိုရောမြတ်ဟာ ယုကျိုးရှင်ကိုလည်းသူ့နာမည်ကိုပါရော့ပြီးဥချကြရမည်ကိုဒုနေညာကတော့မောင်သိန်းဖေအိမ်မှာပွဲကြီးပွဲကောင်းပင်ဗလာဆိုင်ကူတော့နာမည်ကြီးရန်ကုန်ငွေလောင်ငွေဆိုင်ကိုငှပြီးအဆုကူတီးတိန်သိန်းတန်ဓနုဖြူဝါဝါခိုင်းဒစ္စကိုခင်မြင့်စုတို့ကိုပင်ငှပြစ်လိုက်သည်တည်မနဲ့ဓမ္မယုံမဟုတ်ဦးဖွင့်ပွဲအပြီးမှာကျွေးမွေးဖို့ကြက်တချင်းဝတ်တချင်း ငမြချင်းတချင်းကိုလည်းဖွဲ့ဖွဲ့ရရချက်ပြုတ်နေသေးသည်သူ့ထက်ပို၍ကြရက်ထတာက သူ့မိမမိမြပင် မနဲ့ပြန်မဟုတ်ဦးဖွင့်ဝဲမှဝိယံရွှေကြီးအစစ်ထူပိုးဝန်းဆက်ကိုပြေဝဲသေးသည်ဒီကြတဲ့သူတို့လင်မယဖဲကျူးဖြက်ရင်ဖဲကျူးကန်ရင်သူ့ရဲ့ဒူမာများဖြစ်သောကွန်းရတဲ့မတ်ချန်တခေါ်မှစိန်ထီအစစ်တူပက်ကွေးမတို့ကအလှပြင်းရန်ပြင်ဆင်ရသေးသည် ရက်ွက်သေးကပါချီပါချက်အလှပြင်းစရာတွေမတုံးမနဲ့ငါတူမအချောလာတွေကိုခင်းစန်းဝင်းခေါ်လိမ့်စမ်းမှာလူတွေကငမွေငချောက်တွေလှုပ်နေတာကအကြီးကြီးအမှန်ဆိုရင်သူ့တူမတွေရဲ့နေထိုင်နဲ့မြင်းမြအကောင်းနဲ့မိတ်ကစရာဖြစ်ပါစေထုံးတုပ်ပလာစတာအုပ်ပြီးမှုပြန်သွင်းမှလူခတ်တင်းတင်းရုတ်ထွက်မိတာဒါပေမဲ့ခစ်ပြက်တတိမောင်သိန်းဖီကတော့သူ့ဖဲကျူးဖြက်ပွဲ တင့်တယ်ဘူးဆိုရင်သူ့ဒူမတွေကိုအသားဖြူခရင်ဂါလန်ဘုံနဲ့ဖူရဖူရဖို့ပြစ်မိဟုတန်ထိတ်ထန်ချထားတဲ့ပုံမှာပဲဒူမများကလည်းမခေအတော်တတိမအာကုနဲ့ပိုးဝန်းစနဲ့ဩဂရီပါခုံထူဖနက်မှမစည်းရရင် စင်ကိုမလာဘူးဆိုပဲအရက်တွေကလည်းမညီပုတဲ့သူကပုပိန်တဲ့သူကပိန်ဂိုင်းတဲ့သူကဂိုင်းနဲ့ပုပိန်ဂိုင်းကုံမဏီထွက်တွေ့ ်ပြီးကြတဲ့အကြိုက်ချင်းကမတူအသားမဲ့အရဲစင်ရွှေရောင်တင်းတင်းမှဝေ့ချင်သူအနီးရဲရဲမှလိုက်မဲ့ထင်းနဲ့သူနဲ့ထမတတ်ကြသည်မာကန်ကဤသူဖြင့်တညလုံးယုံရင်ဆန်ခတ်နေပင်မနဲ့လင်းချိန်သူရောက်ရှိခဲ့ပါလေရောမနဲ့လင်းကလေးကဖွင့်ထားသော Lost Biga တန်ကရက်ွက်ကို ကြော်နေပါပြီဓမ္မယုံရှိသူလည်းလူများတစ်ဖွဲ့ဖွဲ့နဲ့စီကားနေပါပြီ။ မဟုတ်ဖွင့်ပွဲကိုစိတ်ဝင်စား၍တော့မဟုတ်ယူရဲ့ချက်ကဖွင့်ပွဲပြီးရင်စတုဒီတာထမင်းဆွဲဖို့ပင်ဖွင့်ပွဲချိန်၈နာရီလဲတဖြည်းဖြည်းနီးကပ်လာပါပြီမောင်သိန်းဖီလဲနုနှစ်ယောင်လက်ကတော့နီးညူယောင်တက်ကလက်တိုက်ပုံအညူယောင်ကွက်ကြပစခေါင်းပေါင်းဝါစတက်လူလူနဲ့အစင်သည့်ဖြစ်နေပါပြီ သူမိမမိများကလည်းမဏိကမှအလောတကြီးပြေးဝဲထားတဲ့ရွှေကြီးအစစ်ထူ ပူဝန်းစဲအဝါပခုံးချရွှေဝါရောက်ရွှေပြီးကြီးငယ်ထိတ်ထူ၍အပူမကျူးတဲ့မျက်နာနဲ့ရှိနေပေပြီဒီအပြင်သူမရဲ့တူမများဖြစ်သောမိချံစိန်ထီပက်ကွေအစစ်တူစသည်တို့မှလည်းမိကက်တယောက်တထွာနဲ့မှတ်လုံနိုင်မရှားနိုင်တီမီမင်းမေးစည်းမိထားတယ်လို့ယုံများနဲ့ငောက်တောက်ကြီးတွေထိုင်လို့မကြမီ မင်္ဂလာချိန်၈နာရီထိုးပြီးတော့မြည် ထို့တော့မှမောင်သိန်းဖေက သူ့လူများကိုကဲမင်္ဂလာချိန်လဲနီးကပ်ပြီမို့ဓမ္မယုံမဟုတ်ဖဲကျိုးဖွင့်မင်္ဂလာဆင်ရင်ကျင်းပါဘူးဓမ္မယုံကိုကြွကြပါစို့ဟေးကနေသူ့အမျိုးတွေအော်တန်ကစီညံသွားသည်မေတီမိများကလည်းစကားပြောနိုင်ပြီမောင်သိန်းဖေတို့ လူစု ပြုံးပြီးပြီမျက်နှာများနဲ့အိမ်မော်ကအစင်းလိုက်စင်းတရှိရှိနဲ့ လမ်းဖယ်ကြလမ်းဖယ်ကြရုတ်တရက်ရောက်လာသောယောဂီများနောက်အဖြူရောင်တူညီဝိဇုံများနဲ့လူတချို့လမ်းမပေါ်ဖွေးဖွေးလှုပ်သွားသည်လမ်းဖယ်ကြလမ်းဖယ်ကြမောင်သိန်းဖီပထမတော့ကြောင်သွားသေးသည်ဘာဖြစ်တာလဲလမ်းမပေါ်ကြည့်တော့လေထူထူကြကြမတွေ့နောက်မှကြိတ်ဝမ်းသာသွားသည် အမေရက်ွက်ဓမ္မယုံက ငါ့အတွက်အစီအစဉ်နာနေမယ်။ဘယ်ဆိုလို့တော့ငါလာတာကူတော့လမ်းကြောင်းရှင်းပေးကြတပြက်။မောင်သိန်းဖီဘဝင်အောင်မြင့်ချင်းချင်းသူမိမအပြင်းမေမြစုဗဇက်တောင်မစီရှာနိုင်တော့တကွိကွိနဲ့ဝန်တာလုံးစုနေသည်။ဝန်တာအာရနဲ့ရင်ကိုကော့ပြီးလမ်းမပေါ်တက်လိုက်ခါမှယောဂီများက သူ့စီပြေးလာပြီးအာလမ်းဖယ်ကြပါစုဘာလို့လမ်းပေါ်တက်လာကြတာလဲ။ လှုပ်ထဲမိတော့မေယောဂီနှစ်ဦးသုံးဦးရောက်လာပြီးသူတို့ကိုလမ်းမပေးပေါ်ပြန်တွန်းလွတ်သည်ထို့တော့မှဟေးမောင်သိန်းဖီအံ့အားတင်သွားသည်လမ်းရှင်းပေးနေတာသူ့အတွက်မဟုတ်မန်းထို့တော့မှရိတ်မိသည်ဒါစုဘသူအတွက်လဲကြောင်တောင်တောင်နဲ့ဘာဘာဖြစ်တာလဲသူအမေကိုယောဂီလူငယ်လေးတဦးက အမတော်လာကြီးမြင့်နေအမတော်အာယုံရလို့လာတာဟေးထင်မှတ်မထားသောစကားကြောင့်မောင်သိန်းဖီကြောင်သွားသည် သူလဲသူ့ဆွေမျိုးညီသည့်အမကူမှဖိတ်မထားထို့ကြောင့်ဘေးဘီဝေ့ကြီးရင်နဲ့ဘဲကအမတော်လေဘာလာလောက်တာလေဓမ္မယုံမဟုတ်ဖဲကျူးလာဖြတ်ပေးတာလေဗျာအမတော်ကတတ်ကြလို့လာတာ အမတော်လာတယ်ဟေး မောင်သိန်းဖီမျက်လုံးကြီးပြူးဗဇက်ကြီးဟပြီးဘာပြန်ပြောရမှမသိတော့ယခုလာတာကဘဲခအမတော်မှန်လဲသူမသိဘဲအမတော်ကမှငါမဖိတ်မိပါဘူးဖိတ်စရာလားအမတော်ကသူ့အလိုလိုတိပြီးအကျူးလာဆောင်ပြီးတာနှုတ်မိတ်မိတ်နဲ့အခါအသေးချာမှတ်ပါဒုစင်မပင်ကာအကောင်စားရင်တန်းရှိကြီးသူ့ရှိကဖြတ်သွားလေသည်ယောဂီများ အဖြူစင်သူများရဲ့ခရယာတန်တရှိရှိကိုကြာနေရသည် မောင်သိန်းဖေခမရကာရန်ကြီးကိုကြောင်ပြီးကြည်နေမိသည် သူမပြောနဲ့သူမိမအာပြေမပင်ပါဇက်ကြီးပြဲပြီးဖားအစာချောင်းတယ်လို့ရုပ်ကြီးနဲ့ငြိမ်လို့မောင်သိန်းဖေစဉ်းစားနေသည် အမှန်တော့ဓမ္မယုံမဟုတ်ဘူးလူထားတာကသူဖဲကျူးဖြက်ရမှာကလည်းသူအခုတော့ ဘဲကဘလူပေါ်လာမမသိတော့အမတော်တယောက်ရောက်လာပြီးခက်တီတီနဲ့ဖဲကျူလာဖြစ်နေပြီဓမယုံရှိကိုမျှော်ကြည့်လိုက်တော့အမေကာဒစီပေါ်ကနေဒင်းပြည့်ကြက်ပြည့်မော်ရီများဖဲကျူကလေးတွေကင်ပြီးစင်းလာတာကိုတွေ့ရသည်ဟာသူ့ဖဲကျူနဲ့သူကင်မဲ့လူကလေးအစင်သိမ့်ဟာဟု မောင်သိန်းဖေပင်ရောင်ပြီးအော်မိသည်စင်းချလာတဲ့ကလေးမလေးတွေက သူတူမရီလူငပိငချောက်မဟုတ်ပစ္စည်းမှန်အမခန်အတုအခဲကြီးများပင် မောင်သိန်းဖီငေးကြီးနေစင်မှာပင်ကြားလိုက်ရတော့အတန်ကြောင့်အာပြေကြီးနဲ့အော်မိပြန်သည်ဟေးရှမ်းဦးစီအဖွဲလဲပါတယ်ဦးစီဘုံမောင်ငိမ့်ငိမ့်ပြောင်းနေအခင်းချင်းကိုကြည့်ပြီးမတတ်မရနဲ့ဖဲကျူဖွင့်လိချင်နေတော့တောက်တော်သားကငါဘာတကားဟု တန်ဝီကတွင်လည်းတပုံတခေါင်ကြီးရနေရလေသည် မင်္ဂလာချိန်ကြရောက်ပြီးဖြစ်ပါ၍ဖဲကျူးဖြက်ဖွင့်လင့်ပေးပါရန်အမတော်ကြီးကိုတောင်းမှန်အတနာခံအပ်ပါရဲ့ရှင်လက်ခုပ်တန်းများနဲ့အတူဓမ္မယုံရှိမှဓာတ်ပေါ်လုံးများကောင်းကင်ပေါ်ပြန်တက်လာသည်ကိုအတိုင်းသာတွေ့လိုက်ရသည်ဒုမြင့်ဝင်းကိုမြင်တော့မောင်သိန်းဖေပင်ရောက်ပြီးတော့လက်ခုပ်ထတီးမိမယောင်ဖြစ်သွားသေးသည် အဖြစ်ပြက်ကမြဲဆန်လွန်၍ဘာဖြစ်လို့ဖြစ်သွားမှန်းပင်သူမသိဓမ္မယုံအနားမှာလည်းတတ်တတ်ရရဝေထားသူများအုံခဲနေသည်ဒိတ်မကြမီ လူလိုင်းလုံးကြီးသူ့အိမ်ပဲဥတီလာနေသည်ကိုတွေ့ရသည်တန်းတန်းပြက်ပြက်ဝေထားသောလူများနှင့်ဓမ္မယုံအကျိုးတော်ဆောင်ရက်ွက်လူကြီးများကဥဆောင်လာသည် သူရှိရောက်တော့ဓမ္မယုံအကျိုးဆောင်အဘမြမောင်က ဥပရိယကောင်းကောင်းမိန်ကလေးတအူးကိုလက်အုပ်ကလေးချီလျက်ဓာခမဟုတ်အလူရှင်လျက်မတော်ပဋ္ဌာန်းဆက်တွေပေါ်အမတော်ဆိုသူက မောင်သိန်းဖေငဲကြီးနေမိသည်ထို့အမတော်ဆိုသူက မောင်သိန်းဖေတခါမှမမြင်ဘူးနောက်ပြီးတော့သူ့အမျိုးတွေကလည်းမဟုတ်ဒါစုဘာလုပ်တဲ့အမတော်လေသူအတွေးမဆုံးခင်ယောဂီလူငယ်တအူးကရွှေရောင်ဖုံးတလုံးကို နတ်ဖူးထီယူလာရင်နဲ့အမတော်ဆိုသူအပိကအမတော်စက်ကြဝရာတိုက်တောင်းကပုတ်ကူထူပုတ်ကူမြက်များကြားတိပီအမြဝီတာဓုခေါ်ရအောင်လိုက်တော်မဟာလွှင့်ပြီးချီးမြှင့်ပေးပါဦးအမတော်ကတင်းနေတဲ့မျက်နှာကိုချက်ချင်းဖြေချကဘုံဘော်ကခလုံများကိုကျွမ်းကျင်စွာနှိပ်ရင်းနဲ့အပြုံရွှေရွှေနဲ့ချွဲပြပြပြောသည် မင်္ဂလာအချိန်ကြရောက်ပါတော့မယ်ရှင် တာဒုခေါ်ကြပါရှင်စွန်ခဲပွေများစားသုံးရင်းနဲ့ကုသူပေးပါတော့မေရှင်ကုသူယူကြပါရှင်စက်ကြဝရာတိုက်တဲ့တန်းကပုပ်ကူထူပုပ်ကူမြက်များကိုလည်းအမြောက်ပေးပါတယ်ရှင်အကြအလန့်မရှိတာဒုခေါ်ကြပါရှင်အပြုံးကတကြထဲချူသည်ပရက်စိတ်ပင်တက်နိုင်သည်ပြီးရန်နဲ့ဖုံးချကမျက်နှာကြီးကမပြုံးတတ်သောဖကုတ်ညင်းလူ ချက်ချင်းတည်သွားသည် မောင်သိန်းဖီကချက်ချင်းမျက်နှာတည်သွားသောအမတို့မျက်နှာကိုကြည့်ကတက်လေတက်နိုင်နဲ့မိမဟု တွေးနေမိသည် ဖုံးဖွင့်သောယောက်ကတမျိုးဖုံးပိတ်သောယောက်ကတမျိုးမောင်သိန်းဖီတွေး၍မဆုံးခင်အမတို့ဆိုသူက သူ့ပဲတစ်ချက်လှည့်ပြီးတော့ထမင်းစားမေထမင်းစားမေအချိန်မရှိဘူးဟုအတန်ပြန်နေပြောဆိုပြီးသူ့အိမ်မော်ခက်တီတီနဲ့တက်သွားသည် မသိရင် အရင်ကရောက်ဖူးနေကြအိမ်ကြနေတာပဲအဲ့ဒါကြောင့်ပထန်းဆက်တွေလို့ပြောတာပေါ့မောင်သိန်းဖီတခါမှမမြင်ဘူးတော့ယောဂီတူကခတ်ဆောင်ဆောင်ပြောကသူ့ကိုတွန့်ဖေကဇူးဇူးဆက်ဆက်နဲ့အိမ်မော်တက်သွားသည်သူ့နောက်မှာဒူညီဝိဇုံဝိထားသူများမော်ရဲများကတက်တည်ကြီးအိမ်မော်လိုက်ပါသွားသည်အိမ်မော်ရောက်တော့အမတော်ဆိုသူကအိမ်ရဲ့ဥဆုံးဖျားကန်၌ဥချတော့ တန်ကားတော်များဖုံးရံပြင်ထားတဲ့ဇက်ပွဲမှာဝင်ထိုင်ရင်းနဲ့ကဲမြန်မြန်စားကြဟိနောက်တပွဲရှိသေးတဲ့ဆိုခါချထားတဲ့ထမင်းများကိုခတ်ထည့်စားတော့လီတော့သည်ပြီးနာသူ့အဖွဲများဘက်ကိုလှဲ့ကားကဲဒါနာလီမြအောင် ဖိစားကြနော်အာမနာကြနဲ့ဆိုကသူ့အိမ်သူ့ရလူသဘောထားညွန်ကြလိုက်သေးသည်ဟဲ့ဟိုမော်ရဲသမီးလေးတွေလည်းစားကြတော့လီ အမတို့ကတိတ်သဘောကောင်းတာပဲမောင်သိန်းဖီနဲ့မိမြခမြအာစီမိတယ်လို့ပုံမျိုးနဲ့ကြောင်ငေးပြီးရင်ကြောင်ငေးရင်သာရှိနေပေတော့သည်ထိုအိမ်က သူ့အိမ်မဟုတ်သေးရဲ့လားတယောက်ယောက်ကသိမ်းယူသွားပြီလားတော့မဝေခွေနိုင်သူတို့ခမြလေဘာဖြစ်လို့ဖြစ်နေမှန်းမသိဓမ္မယုံကိုပဲပြန်သွားရမှာလားအိမ်မှာပဲခိုကက်နေရမှာလားမဝေခွေနိုင် လူတွင်ကျဲလဲဝင်မလို့ရဲ့ရောက်နေသူတွေကဘာလူဘာရီမှန်လန်မသိဒေါ်ကြာဖန်းတုတ်သွားရင် ခံရမယ်အနေဒါအမတော်ရောက်တုံးရောက်ခိုင်ဒါနာလီမြတ်အောင်ဓမ္မယုံထွက်ကုသိုလ်လေးပြုပေးပါဦးအကျူးဆောင်ဘမြမောင်ရဲ့မျက်နှာကျူသွေးစကားအမတော်ဆိုသူကထမင်းကိုလက်စသက်လက်ကိုရေးစေးရင်းနဲ့ရတယ်လေလှုပ်ပေးရမှာပေါ့ဆိုကား သူ့လူတယောက်ပဲလှည့်ပြီးတော့ဟေးကာနောက်ကပုံတပုံသွားယူလိုက်စမ်းဟုတ်ကဲ့ပုံကြီးလားပုံသေးလားအမတော်အာလူတွေကြအဲ့လူပြန်ပြီးတော့ငါကပုံသေးလူပြောရင်ကောက်မလားပုံကြီးဟာပုံကြီးအမတော်ရဲ့ပြက်လုံးကသူ့တပည့်များကတဟားဟားနဲ့ပွဲကြသွားသည်အမတော်ကစိတ်ကောင်းယုံမကဘူးဟာသာလေးပြောတတ်တာပဲမော်ရီတယောက်က စာရင်တော့ရင်အချုပ်ပွဲတည်ရင်နဲ့ဝင်းမြောက်သည်ခဏနေတော့ပြေးထွက်သွားသူကဆက်ကူကတ်တူပုံကြီးတစ်ပုံနဲ့ပြန်ရောက်လာသည် အမတော်ကထိုင်ရာကထလာပြီးကဲလာကြလာလက်ခံကြပါအဘမြတ်မောင်ကမခုတ်တရပြုံရင်နဲ့ထသွားသည် အမတော်ဆိုသူကဟေးရက်ွက်လူကြီးလာလီထို့ရမရက်ွက်လူကြီးဥတင်တဲ့ ုတ်ချီကုတ်ချီနဲ့ထသွားသည်အလူရှင်လဲလာခဲ့တက်လက်စာတဲ့ပြီးသွားမောင်သိန်းဖီကရောင်နာနာနဲ့ထကလူအုပ်စုနောက်မှာယူယူကလေးအခုတော့လောနေလို့ဒီရထုတ်ပဲလက်ခံလိုက်ကြအောင်နောက်တစ်ခါလာရင်နဂါးပါပူပေးမယ်သူနောက်လိုက်တပေများတဟဲဟဲနဲ့ပွဲကြသွားလေသည်ဟေးတရင်သမားတွေတပ်ပုံဗီဒီယိုရိုက်ထားကြလေး မနဲ့ကြလိုင်းမော်တင်ပြီးပွဲခံရအောင်အမတို့နှုတ်မိတ်နဲ့တီးတဲ့မဟုတ်ဦးပါညာရေးလိုက်ကြဓက်ပုံများတက်ဖြက်ဖြက်လက်သွားသည်ကပ်ရှင်ဘလူရေးရမလဲအမတို့နတ်နဂါမြူးတဲ့ရွှေတော်မြူးတော်မဟုတ်ဦးလို့ရေးလိုက်ကဲရှင်းရောအမတို့ဇကားကိုအမတို့တပည့်များကဝါကနေပွေးကြသွားသည်အမတို့ကပွင့်ပွင့်လင်းလင်းရှိတဲ့အပြင်အလူတန်လေးသိရေရောတာပဲ မောင်သိန်းဖီခမပါဇက်ကငါကုန်နာသူကအသိရေရောတာဆိုပဲနာကိုမလေနိုင်သေးကြီးနာအမတော်ဆိုသူကဇပွဲပေါ်ချထားတဲ့ရေခဲမုံပကံကိုဆွဲယူခက်စားရင်းနဲ့ကဲတိုက်ဆက်အစည်းဝေးရှိလို့ပြေးလိုက်ဦးမယ်ဆိုက မောင်သိန်းဖီတို့အိမ်ပေါ်မှာကတုတ်ကရက်နဲ့အဖွဲလိုက်ကြီးပြန်စင်းချသွားလီတော့သည်